ခုဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ဟာအမျိုးသားပြည်လည်ရင်ကြားစေရင်းနဲ့ပြည်ထောင်စုအသွင်ဆောင်တဲ့လွှတ်တော်လို့ယုံကြည်မျှော်လင့်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌထောင်အောင်ဆန်းစုကြည်ကလွှတ်တော်ရင်တင်းယူနေတဲ့မီဒီယာတွေနဲ့တွေ့ဆုံစင်မှာပြောကြားခဲ့ပါတယ်။ဖေဖော်ဝါရီလ3ရက်နေ့ညနေ4နာရီကပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးကော်မတီရုံး IDOL မှာပြုလုပ်တဲ့မီဒီယာတွေနဲ့တွေ့ဆုံစင်မှာပြောကြားခဲ့တာပါ။ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌရွေးချယ်တာနဲ့ပတ်သက်ပြီးဒေါက်ဆန်းစုကြည်ကအခုလိုပြောကြားခဲ့ပါတယ်။ အနည်းကတော့အများကြီးကျဉ်တတ်တယ်ဒီလိုအစလေးရပါတော့ဒီလွတ်တော်ဥက္ခရာတို့ဒီဥက္ခရာတို့ရွေးတဲ့နေရာမှာဟိုဒီတော်စုအတွင်းအမျိုးသားညီညာစင်ကြီးအပြင်ဆောင်ပေးတယ်အဲ့ဒါဘုရားတို့ဒီလွတ်တော်အားရွေးလိုက်တဲ့ပုဂ္ဂိုလ်ကြီးကဒီအတွင်းဆောင်တယ်လို့အဲ့ဒီလိုပဲမြင်တယ်အဲပြည်သူ့လွတ်တော်မှာလို့ရှိလို့ရှိရင်ဒီမြင့်ကိုပြည်သူ့လွတ်တော်ဥက္ကရာအနေနဲ့ယူရတော့ဘုမသိတော့အာအသိကြတော့ဟုတ်ပါဘူး။ဒုနှစ်အတွင်းမှာ ို့တော့အလုပ်ကြည့်တယ်ဒါမှလည်းကြောင်းကျင်နေအဒီလိုရဲ့အာမျိုးသားဒီမိုကရေစီအခွင့်အရေးကဒီကောင်းဆောင်တူလည်းဖြစ်တယ်ဥပဒေသမားတရားလည်းဖြစ်တယ်နော်ဘူအခရာအနေနဲ့အဒီလိုဥတီခွန်ရကိုဘာဖြစ်လို့ဆိုပြနေဆိုတာဒါအညွှန်းကြည့်လိုက်တဲ့အခါကျတော့ပြည်သူ့လွတ်တော်ထဲမှာဆိုရင်ဒုတိယအများဆုံးပါတီကပြည်ထောင်စုကြံခိုင်မှုတွေပါအဲ့ဒီတော့သူပြန်ခိုင်မွေးမြေပြေပါတီကကိုယ်စီပြဖြစ်စီနေတယ်တိုင်းသားပြဖြစ်စီ ဆိုတော့အန်ဂျူရတိုင်းလိုက်ကိုပါဝင်စီဒါမှအန်ဂျူရရဲ့ဖြစ်တော်ဒီတော်စုကိုထောင်းအဲကြောင့်မလို့ဒါဥတိကွန်မြတ်ကအစတုန်းကကလေးကသူကဥပဒေကြံကော်မတီပုဂ္ဂလဆိုတော့အရန်ကြောင့်ကျင်ဖြစ်တော်လုပ်ငန်းတွေရောကျွန်တော်ကြောင့်ကျင်တဲ့ဖြစ်တော်ဥပဒေလေးစီကံစီမင်းတွေလည်းအင်တန်ကြောင့်ကျင်တယ်အဲ့တော့ဒီဟာအင်တန်တင်တော်လေးဆိုပြီးတော့ဒီလေးလေး Now မြေသားပဲကြတော့ဦးမောင်ဝင်းခိုင်ပန်းစင်တို့လူတွေကသိမ့်ပြကြအောင်ပေါ့နော်နောက်ပြီးတော့ ဖွဲ့ရုပ်ထဲမှာလည်းဝိုင်းရဲ့အဲဒီလိုပြောတဲ့ပုံစံဒါပေမဲ့အဲဒီလိုဘောပါတစရှိရှိနဲ့ဒီမိုကရေစီတွေလုပ်မယ်လို့ဆိုတာအမျိုးမျိုးကြီးတယ်နောက်တော့တိုင်းလားတယောက်လည်းဖြစ်တယ်အဲတော့အဲဥပဒေပညာရှင်တယောက်လည်းဖြစ်တယ်အဲဒီလိုပူးပေါင်းဆောင်ရွက်တဲ့နေရာမှာလေဥဒမာအပ်ပါတရားမလို့အနေနဲ့ဒီရဲအဲတော့ဒုတိယအနေနဲ့ဒီပုံရင်းမယ်ဆိုတော့မျိုးသားတော်တော်မှာဆိုလို့ရှိရင်ဒုတိယအများဆုံးပါပြရတော့ရခိုင်ပါတယ် ခိုင်ပါတီဆိုတော့ပြောရတဲ့ခိုင်ပါတီရဲ့ပုံစံတရားကိုမြင်တယ်။ဘူးကအာရခိုင်ပါတီကခေါင်းဆောင်တူအင်းမကအနီရိုနဲ့နှစ်ပေါင်းများစွာပြောခဲ့တဲ့ဒီဆိုတာမဟာမိတ်ရောက်တယ်။ဒီခေတ်ဟာပြောတယ်ဘူးပါတီကတကယ်ဒီနေ့ကြတဲ့ရောက်နေတဲ့အချိန်မှာတိတ်ယုံကန်နေရတဲ့အချိန်မှာအနီရိုဝင်းရံထားတာအတိုင်းသားပါတီအဲ့ဒီမှာဝေးတာတို့အဲ့ဒီမှာ ANL တွေပေါ့နော် ANL တွေပါတယ်ဒီကနေ့အဖွဲ့ပါတယ် ဒီလိုမျိုးရဲ့ SNL လေးပါတယ်အဲ့တော့ပြီးတော့ဒီဒီမဟာမိတ်ရဲ့ကျေးဇူးကိုလည်းမမေ့ဘူးနောက်ပြီးတော့အမျိုးအချင်းချင်းကြားမှာလည်းနားလည်းမှုကပြည့်ပါရှိတယ်။ကျောင်းကဝိဇာကတစ်တော်နေဆိုပြီးတော့အကျိုးဒီလိုဆူပြူတာအဲ့တော့ဒီလိုဆူပြူပြီးတော့ရေးတဲ့နေမှာပြည်သူတွေမှာရောအမျိုးသားပါတော့ပေါ့နော်။ညီသူကမှလည်းကောင်းတော့ဘူး။ညီသူကမှလည်းပြန်လည်းမတင်ဘူး။အဲ့ဒီအများကြီးကျေးဇူးတင်တယ်။တခြားပါတီတွေတတ်မှတ်တော့ဆက်ကိုကျေးဇူးတင် ခြားပါတီတွေကပြောနေတယ်လေကျေးဇူးတင်အကြီးတို့ကအများစုဖြစ်တယ်ဆိုပေမဲ့လည်းပြန်ပြီးတော့တင်ရင်တင်လို့ရတာပဲနိုင်တာမနိုင်တာပြောတာမဟုတ်ဘူးပေါ့နော်ဒါပြန်ပြီးတော့တင်ရင်ဒါတတိယအဖြစ်ဖွဲ့ရုပ်ကနေပြီးတော့အဖြစ်ပြတဲ့သူတွေကိုကန့်ကွက်တဲ့သဘောနဲ့ပြန်ပြီးတော့တင်ရင်လည်းတင်လို့ရတာပဲဒါမှမဟုတ်ဒီလိုမလုပ်တာဒီလိုမလုပ်ခြင်းရဲ့အလုံးပူပေါင်းဆောင်ဆောင်ရတဲ့အတွင်းဆောင်တာအဲ့ဒီအများဝင်တာကျေးဇူးလေးတင်ခြားပါတီရောအဲ့ဒီတမန်တော်ကိုဆောင်တယ်အဲ့တော့အနီရောရဲ့ ြည်သူပြည်သားတွေကလည်းဒီဟာကိုချစ်ချမ်းသာမယ်လို့အတိအကျထင်တယ်။အတိတို့ပြည်သူပြည်သားတွေကအေးချမ်းချမ်းနေကြတယ်ဆိုရင်ဘာမှပြိပက်ကဖြစ်စင်တာတော့ရံဖြစ်စင်တာမဟုတ်ဘူး။အေးချမ်းချမ်းနေခြင်းနဲ့လုံလုံချုံချုံနေခြင်းအဲ့လိုပဲအတိတို့ကလည်းဖြစ်စေခြင်း။အဲ့တော့ဒီဒီအပမှာဒီသူတို့ရဲ့ပုခာနဲ့ဒီဥပဒါရွေးချယ်တဲ့နေရာမှာအများသားတို့ရဲ့ပုခာနဲ့ဒီဥပဒါရွေးချယ်တဲ့နေရာမှာအတိတို့မျှော်လင့်နေတဲ့အတိုင်းချောချောမမှုမှုဖြစ်တယ်အလုံးမှန်နေပြီးတော့ ဥမောင်းဆောင်ရတော့ဒါကတော့ကောင်းတဲ့လက္ခဏာကောင်းတဲ့နည်းလေးတွေနည်းဒီလိုလေးရစားတယ်ဒါအခုအကြီးတို့ရဲ့လွတ်တော်ကြီးဟာပြည်တော်စုလွတ်တော်ကြီးဟာမြို့သားရင်ကြားစီရင်နေပြည်တော်စုရေးအတွင်းဆောင်နေလွတ်တော်ကြီးဖြစ်ဖို့ကောင်းတဲ့အလားလားဖြစ်လို့ဒီလိုလေးရစားတယ်ဒီလိုပဲညှော်လင့်တယ်ဒီလိုပဲဖြစ်အောင်လည်းအားလုံးကနေပြီးတော့ဘိုင်းဘယ်ကြိုးစားတယ် ဒါအပြင်ရွေးချယ်တင်ညောင်းလိုက်တဲ့လွှတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌတွေနဲ့ပတ်သက်ပြီးတက်မတော်နဲ့အခြားပါတီတွေကကန့်ကွက်တဲ့အနေနဲ့ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌအပြိုင်ဆန္ဒမပြုခဲ့ပဲပူးပေါင်းဆောင်ရွက်ခဲ့တာနဲ့ပတ်သက်ပြီးကျေးဇူးတင်ကြောင်းဒေါ်ဆန်းစုကြည်ကထည့်သွင်းပြောကြားခဲ့ပါတယ်။ဒါအပြင်လွှတ်တော်သတင်းရယူမှုနဲ့ပတ်သက်ပြီးနှစ်ဖက်အခက်အခဲတွေကိုလည်းဒေါ်ဆန်းစုကြည်နဲ့မီဒီယာတွေဆွေးနွေးခဲ့ကြပါတယ်။ဒေါ်ဆန်းစုကြည်နဲ့မီဒီယာတွေဟာ55မိနစ်ဝန်းကျင်ခန့်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ သမရတင်မြောက်တာနဲ့ပတ်သက်ပြီးမလအထိအချိန်ပေးထားတဲ့အတွက်အချိန်တရင်သိရမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အဲ့ဒါသူတို့ကအချိန်ပေးထားတာမတ်တစ်ချိန်ပေးထားပါတယ်။အဲ့တော့တိတ်ပြီးမောင်းလို့ခံနေတဲ့အချိန်တိုင်းပြောပါလိမ့်မယ်။